တရင်ပဲစမ်းများလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဂျီဆက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုဆုံးတီကြည့်ရှုနားဆင်ပေးဖို့မြတ်တရကန်အပ်ပါရခင်ဗျာအခုတကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဂျန်ဖောပါတီကိုမဲပေးရေးမဲဆွဲနေတဲ့တရုတ်ဆောင်နေအောင်ကစတက်အနေနဲ့တိုင်းပြည်ကိုမတည်ငြိမ်အောင်လုပ်သူမှန်သမျှအကုန်တက်ပြရမယ်လို့ပြောဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ် လက်ရှိမှာဂျမ်ဖော့ပါတီကိုမဲပေးရေးမဲဆွဲနေတဲ့ဒေယောဆောင်နေအောင်ကစတက်နေနဲ့ဒိုင်းပြည်ကိုမတီးငြိမ်အောင်လှုပ်တူမှန်သမျှကိုအကုန်တိုက်ရမှာဖြစ်တယ်လို့ပြည်တွင်ဆက်လော်ပြီး Telegram Channel တခုကိုထုတ်ပေါ်ပြောဆိုပါတယ်။ဒေယောဆောင်နေအောင်က၎င်းနေနဲ့စစ်သားရဲ့တာသမီဖြစ်လို့ယူနီဖောင်းကိုမြင်ရင်ပင်ချစ်ကြောင်းဂျမ်ဖော့ပါတီဟာစတက်မှလာတဲ့ပါတီဖြစ်တာကြောင့်ဂျမ်ဖော့ပါတီကိုချစ်ခင်ကြောင်းပါတီမဲဆွဲစည်းရုံးရေးတွေမှာကြမ်းခိုင်ရေးပါတီကိုချစ်လို့ ဂျန်ဖို့အင်ဂျီအုတ်ထုတ်ကိုမင်းမင်းဆန္ဒအရဝစ်ဆင်လာတာဖြစ်ကြောင်းဒါပြင်စစ်တပ်အနေနဲ့ဒိုင်းပြည်ကိုမတီးမငြိမ်ဖြစ်အောင်လုံးသူမှန်သမျှကို အကုန်တပ်ပြရမှာဖြစ်ကြောင်းဂျန်ဖို့ပါတီအာဏာရလာပါကဒိုင်းပြည်တည်ငြိမ်အေဂျန်တော်မှာအသေးစားဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုပါတယ်အခုလက်ရှိနိုင်ငံရေးအခင်းကျင်းကတော့ဒိုင်းပြည်ကိုမတီးငြိမ်အောင်လုံးတဲ့ကောင်မှန်သမျှအကုန်တပ်ကျွန်တော်ကစစ်သားသားသမီးလေအဲ့တော့ယူနီဖောင်းမြင်ချစ်တယ်လေဆဲတဲ့ကောင်တွေတေပေါ်တေကြပေါ် ကျွန်တော်ကပြည်တော်စုချန်းခိုင်ရင်နဲ့ဖွံ့ဖြိုးရေးအသင်းကိုချစ်တယ်။ဒါကသူများဝက်ခိုင်းလို့ဝက်တာမဟုတ်ဘူး။ချစ်လို့ဝက်တာ။ကျွန်တော်ကနိုင်ငံရေးခံယူချက်မရှိဘူး။ဒါကကျွန်တော်စောနာကပြောခဲ့တယ်လို့ပြည်ခိုင်ဖြိုးတီ Gun Front and Military ဓမ္မတော်ကလာတဲ့အဖွဲ့အစည်းတွေလူတွေပါပဲ။ဓမ္မတော်မကာကွယ်ရင်အခုဆိုရင်လူတွေဘဝပြတ်ကုန်ပြီ။နိုင်ငံတကာမှာဓမ္မတော်မရှိတဲ့နိုင်ငံရှိလားလို့တရားဥပဒေနေအောင်ကပြောပါလိမ့်။လက်ရှိမှာတရားဥပဒေနေအောင်ဟာရန်ကုန်တိုင်းတို့မှာရှိတဲ့ချန်ခိုင်ရီပါတီရဲ့မဲဆွယ်စည်းရုံးပွဲတွေ ဆိုင်ပုတ်ပွင့်ပွဲများမှာမကြာခဏဆိုသလိုတက်ရောက်လေးရှိပြီးတော့ပွဲတိုင်းမှာလည်းဂျန်ခန့်ရီပါတီဝဲဆောင်ကိုအပြေးဆုံးဝဲဆင်မဲဆွဲလေးရှိတာတွေ့ရပါတယ်။အိုင်းမာနေအောင်ကဂျန်ဖောပါတီအတွက်မဲဆွဲလို့၎င်းကိုဆဲလာပါကလည်းဂေယုံမဆိုင်ကြောင်းလူလူချင်းမကြောက်ဖဲနဲ့စင်ပေါ်မှာတက်ရောက်ချင်းတွေးနိုင်ကြောင်းချောင်းပြီးလှုပ်ကြံမဲဆိုရင်အချောက်သာဖြစ်ကြောင်းပြောဆိုပါတယ်။ဒါပြင်တရုတ်ဆောင်နေအောင်ကမွတ်စလင်များဟာအဲဒဲဒေတာဖြစ်ပြီးအင်ရှင်ဖြစ်သူများနဲ့အဆင်ပြေအောင်နေထိုင်ရမှာဖြစ်ကြောင်းအဲလိုမနေရင်အဆင်မပြေကြောင်း လာမယ့်ရွေးကောက်ပွဲမှာမြည်သူကိုမစိုးအသက်16နှစ်ပြည့်ပြီးသူတိုင်းမဲယုံသွားပြီးမဲပေးရမှာဖြစ်တယ်လို့တရုတ်ဆောင်နေအောင်ကပြောပါတယ်။တဖက်မှာကျန်းကန်ရေးပါတီသတင်းရင်းမြစ်ကတော့လက်ရှိတရုတ်ဆောင်များကိုမဲဆွဲရဲ့စီယုံမှုမှာရုပ်ရှင်တရုတ်ဆောင်များကိုမဲဆွဲရဲ့စီယုံမှုမှာအုံပြုတ်နေရမှာရပောင်း60မဲဆွဲရဲ့စီယုံပွဲတွေအတွက်ငွေချေထိုက်ရိုက်ပေးချေကြောင်းဒါဆိုင်ရာတိုင်းနယ်မျိုးနယ်တွေအလိုက်လဲတရုတ်ဆောင်နယ်အနုပညာရှင်များများကိုခေါ်ယူဝင်းရံခိုင်းရံဗတ်ချက်များချထားပေးတယ်လို့ပြောဆိုပါတယ်။ အခုမဲဆွဲပွဲနဲ့ဆိုင်းပုတ်ဖွင့်ပွဲတွေတက်ပေးဖို့ဖိတ်တာမှာသူတို့တို့ကသွားကလာကားနဲ့တက်ရောက်ခအရကတော့စီစဉ်ပေးရတယ်တပွဲကိုဘလောက်ဆိုတာမျိုးမဟုတ်ဘူးရ60မဲဆွဲပွဲကာလာတစ်ခုလုံးအတွက်တခါတည်းငှားလိုက်တာပါလို့ချန်ခိုင်ပါတီတရင်ကြီးမြက်ကပြောပါတယ်ဒါပြင်စတက်ကလည်းစတက်ထောက်ခံတဲ့တရုတ်ဆောင်ဇုံမြတ်သူဆောင်ကျော်ရအောင်ပါဝင်တရုတ်ဆောင်များကိုတန်ချောင်းတင်သွင်းခွင့်ပါမစ်တွေချထားပေးပြီးစတန်နဲ့ဆိုင်တဲ့ပွဲလေးကိုတက်ရောက်ရန်စတက်ကဖိတ်ကြားရတယ်လို့သိရပါတယ် နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရေမျိုးနဲ့မှစတက်တော့လုံငယ်များကိုပေါ်တာစောရဲ့ဖန်ဆင်းနေတဲ့ပြူစောတီမောင်ဖဲပြက်ခတ်ခံရပြီးတိတ်ဆုံးတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မွန်ပြည်နယ်ရေမျိုးနယ်မှာအချမ်းဘတ်စတက်တော့လုံငယ်များကိုပေါ်တာစောရဲ့ဖန်ဆင်းနေတဲ့ပြူစောတီမောင်ဖဲကိုပြက်ခတ်တိုက်ခိုက်ရမှာနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့ရေခရီလာဖို့စ်ရေပြောက်ကြတာမှတာဝန်ရှိသူကပြောပါတယ်။နိုဝင်ဘာလ26ရက်နေ့ည9:20မိနစ်ခန့်က ရေမျိုးနဲ့အစင်းစံပြကြေးဝါမှာအကြမ်းမဆက်တက်တော့လုံငယ်များကိုပေါ်တာဆော့ရဲ့ဖမ်းဆီးနေတဲ့ဗျူစောတိမောင်ဖဲဆိုတဲ့သူကိုပြစ်ကတ်တက်ခတ်ရမှာနေရာမှာတင်ပေါ်ခြင်းပြီးသေသွားခဲ့တယ်လို့သိရပါတယ်။အဲလိုသေသွားတဲ့မောင်ဖဲဆိုတဲ့သူဟာအကြမ်းမဆက်တက်လိုအပ်နေတဲ့လုံငယ်များကိုပေါ်တာဆော့ရဲ့ဖမ်းဆီးခြင်းအားတတကြွကြွထဲထဲဝင့်ဝင့်လှုံ့ဆောင်ပေးခြင်းစတက်အားကိုပြီးပြည်သူများပေါ်ရိုင်းဆိုင်စွာဆက်ဆံခြင်းဂျေးဝါတော်မှရှိတဲ့ဆိုင်းကယ်တွေခိုးယူခြင်းလူရဲ့ချင်းများကိုစတက်အလိုကျလှုံ့ဆောင်ပေးနေသူဖြစ်တယ်လို့သိရပါတယ်။ အရီကောင်ကစခွေးတွေအလိုကြောင့်ပေါ်တာဆွဲဖမ်းဆီးတာပါပြီးသူတွေကိုရိုင်းဆိုင်စွာဆက်ဆန့်တာရွာထဲမှာခိုးမှုပေါင်းစုံနဲ့လူရဲမှုပေါင်းစုံလုံးနေတဲ့တွာအခုကျွန်တော်တို့ရေပြောက်ကြာတက်ရင်ကရှင်းလင်းရေးယူလိုက်တာပါပွဲချင်းပြီးသေဆုံးပါတယ်ခူပြည့်စင်ကပြန်ပြီးတော့သတိပေးတာပဲစကားစားနဲ့ပတ်သက်နေတာတွေသူတို့ရဲ့လက်ကင်တုပ်ပြည့်လုံးနေတဲ့သူတွေရတန်းကနေအများဆုံးရကြဖို့စကားစားအလိုကြထဲထဲဝင်းဝင်းလှုပ်ပေးနေတဲ့သူတွေလည်းရေးဆက်ပြီးတော့ရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ ရေခရီလာဖို့စ်ပြေးပြောက်ကြတတ်မှတော်ဝင်ရှိသူကပြောပါလိမ့်ဆက်လက်ပြီးတော့ရေမျိုးနဲ့အတွင်းအကြမ်းဖက်စကားဆားနဲ့ပတ်သက်ပြီးတော့တရားမဝင်ရွေးကောက်ပွဲတော်၎င်းတခြားနေရာများမှာတော်၎င်းထဲထဲဝင်ဝင်လှုပ်ဆောင်နေတဲ့မြေသူကိုမဆိုရေးယူသွားမှာဖြစ်တယ်လို့လည်းရေခရီလာဖို့စ်ရေပြောက်ကြတတ်မှတော်ဝင်ရှိသူကပြောပါလိမ့်နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြားရီမျိုးနဲ့မင်းလက်ပံဂျေးဝါအနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့ထိုင်းမြန်မာနယ်စပ်တောင်ရင်းမြကန်ဘေးမှာ ဂျာပန်အလို့ရုံများမှာထွက်ပြေးလာတဲ့တရုတ်နိုင်ငံသားတွေအပါအဝင်နိုင်ငံသားသားရာပေါင်းများစွာတောင်းတင်းနေတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာကရင်ပြည်နယ်မြဝတီမြို့နယ်မင်းလက်ပန့်ဂျီဝါအနီးမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့ကရင်စစ်ရဲသတင်းရင်းမြစ်တစ်ခုက ပြောဆိုပါတယ်။ဒီကနေ့နိုဝင်ဘာလ29ရက်နေ့မနက်ပိုင်းမြဝတီမြို့နယ်မင်းလက်ပန့်ဂျီဝါအနီးထန်သုံးပင်ဂျာပန်အလို့ရုံနေရာအနီးမှာအကြမ်းဖက်စကားဆားနဲ့ KNU တပ်များကြားတိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်း လနဲ့ကြီးလနဲ့ငယ်ဖြစ်ခတ်မှုတွေကိုထိုင်းဘက်ချမ်းကားတောင်ကြားနေရပြီးထိုင်းစစ်တပ်ကအတင်းနေထားပြင်ဆင်ထားတယ်လို့သိရှိရပါတယ်။အခုဒီမနေ့တိုက်ပွဲတွေဖြစ်နေတာကဘူဆန်းအောင်ရဲ့ဂျာပြန့်တရုတ်ဆိုင်နေရာမှာတိုက်ပွဲတွေပြင်းထန်နေတာပါ။လနဲ့ကြီးတွေမနေ့စောစောကလေးကပြစ်နေတာ။အခုဖြစ်တာကမင်းလက်ပံ DKBA ဘူတခွားတီးရဲ့ဂျာပြန့်ဆိုင်နာမှာပဲဖြစ်နေတာ။နောက်ပြီးထန်သုံးပင်ဆိုင်လို့ခေါ်တဲ့နေရာရဲ့အနောက်ဘက်မှာဖြစ်နေတာ။မနေ့ကဂျက်လေးရင်နဲ့တစ်ချိန်ဝိုင်တွယ်လေးရင်နဲ့တစ်ချိန်ဘုံကျဲသွားတယ်။ အစာအုပ်ထိခိုက်မှုတွေရှိနေတယ်လို့ကရင်စည်ရဲ့သတင်းရင်းမြစ်ကပြောပြပါတယ်။ဒါပြင်ဂျာတစ်ဖက်မှာလည်းကရင်ပြည်နယ်အများကြီးမျိုးနယ်မင်းလက်ပန့်ဂျေးဝါဂျာဖြန့်ဆိုင်ကနေထွက်ပြေးလာတဲ့တရုတ်ပါဝင်နိုင်ငံသားတရုတ်ဂျာဖြန့်ရာပေါင်းများစွာဟာတောင်ရင်းမြစ်ကန်ဘေးမှထိုင်ဘက်သို့ကူးရန်ဆောင်ဆိုင်နေကြောင်း။နိုဝင်ဘာ25ရက်နေ့ညပိုင်းမှာတော့တောင်ရင်းမြစ်ကန်ဘေးမှဆောင်ဆိုင်နေတဲ့နိုင်ငံသား600ကျော်ကိုထိုင်ကဂန်ကူးခွင့်ပြုခဲ့တယ်လို့သိရပါတယ်။အခုမင်းလက်ပန့်မှာပြိမိနေတဲ့တရုတ်နယ်နိုင်ငံသားတွေကို နိုဝင်ဘာ25ရက်နေ့ညကလူရောက်600ကျော်ကိုထိုင်းဘက်ကိုကူးကွင်ပေးတယ်။ပေးဝင်တယ်။ဒါပေမဲ့နိုဝင်ဘာလ26ရက်နေ့ညနေပိုင်းမှာတော့ပြန်ပိတ်လိုက်တယ်။ညဘက်တွေဆိုရင်ပေးသွင်းတယ်လို့ဖြစ်ပြီးတော့ညဘက်မှာဂျာပြန်ခေါင်းဆောင်တွေပါလာမှာစိုးလို့ပိတ်လိုက်တာလို့ထိုင်းရပိုင်များနဲ့နေဆက်တဲ့သတင်းရင်းမြစ်တခုကပြောပါတယ်။လက်ရှိတောင်ရင်မြကန်းဘေးမှာတောင်တင်နေတဲ့တရုတ်နဲ့ဂျာပြန်နိုင်ငံသားတွေကိုဂရန်ယူကထမင်းတုံများပေးဝင်နေတယ်လို့လည်းသိရပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ စတက်ချလဲမဲ့ရွေးကောက်ပွဲကိုအတိအမှတ်မပြုဖို့ထရန်ဆိုးရကိုအမေရိကန်အမတ်တွေတောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။အကြံပတ်အာနာတိန်စတက်ကချဲလဲပြီးကျင်းပမဲ့မြမရွေးကောက်ပွဲရလက်ကိုအတိအမှတ်မပြုဖို့တော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုလွတ်တော်နှစ်ရက်ရဲ့အမတ်တွေကတိုက်တွန်းတောင်းဆိုထားပါတယ်။လာမယ့်ဒီဇင်ဘာလာကုန်မိုင်ကစလို့အပိုင်းလိုက်ခွဲပြီးကျင်းပမဲ့ရွေးကောက်ပွဲတွေဟာလွတ်လပ်ပြီးတရားမျှတမဲ့အခြေအနေ လုံးဝမရှိဘူးလို့ဗမာလိုက်အင်အားစုတွေအဖြစ်စူးစိထားတယ်။ အထက်နဲ့အောက်လွှတ်တော်အမတ်တွေကပြောကြားခဲ့တာဖြစ်ပါတယ်။အဆိုပါလွှတ်တော်နှစ်ရက်ရဲ့နိုင်ငံခြားဆက်ဆံရေးမူဝါဒတွေမှာအဓိကအုံဆောင်သူတွေဖြစ်တဲ့အထက်လွှတ်တော်အမတ် Jim Rush ဂျင်းနီရှာဟင်နဲ့အောက်လွှတ်တော်အမတ် Brian Max ဂရီဂိုရီ Max တို့ဦးဆောင်ပြီးကြေညာချက်ထုတ်ပြန်ရမှာဒီဇင်ဘာ28ရက်နေ့မှာစတင်ကျင်းပမယ်မြမရွေးကောက်ပွဲဟာတရုတ်ရဲ့ထောက်ပံ့မှုနဲ့စတက်လိုကြလှုပ်ဆောင်မဲ့ကိစ္စမျိုးလို့ထောက်ပြထားပါတယ်။မြန်မာနိုင်ငံကရွေးကောက်ပွဲဆိုတာအတူရောင်တစ်ခုတာဖြစ်မယ်ဆိုတာမြင်သာနေပြီးသားလို့ ဗမလိုက်လွတ်တော်အမတ်တွေကဝေဖန်ခဲ့ပါတယ်။တနည်းအားဖြင့်2021ခုနှစ်မှာမတရားအနာသိမ်းခဲ့ပြီးတရုတ်ကကြော်တောင်နောက်ခံပေးထားတဲ့ပြည်သူလူထုပေါ်ဂျန်ပတ်နေတဲ့မြန်မာစစ်တပ်ရဲ့အုပ်ချုပ်မှုကိုတရားဝင်အသိမှတ်ပြုပေးလိုက်တာနဲ့အတူတူပဲဖြစ်တယ်လို့ထုတ်ပြန်ချက်ထဲမှာဖော်ပြပါတယ်။အဆိုပါအောက်လွတ်တော်ရဲ့နိုင်ငံခြားရေးကော်မတီဟာမကြာသေးခင်ကမြန်မာရွေးကောက်ပွဲရဲ့တရားဝင်မှုမဝင်မှုကိုစမ်းစစ်တဲ့ဂျာနာမှုတစ်ခုကိုလုံဆောင်ခဲ့ပါတယ်။အမေရိကန်နေတမိုးထားတဲ့ဒီမိုကရေစီစံနှုန်းတွေ နိုင်ငံကလက်ခံထားတဲ့လူ့ခွင့်ရေးစံတန်ဖိုးတွေအရထရန်ဆိုရရော အမေရိကန်ရဲ့ဒီမိုကရေစီမဟာမိတ်တွေအားလုံးမှာမြန်မာရဲ့မယုံကြည်တိုက်တဲ့ရွေးကောက်ပွဲနဲ့ထွက်ပေါ်လာမယ့်ရာလတ်တွေကိုစန့်ကျင်ကြဖို့လေအမေရိကန်လွှတ်တော်အမတ်တွေကတောင်းဆိုကြတာဖြစ်ပါလိမ့်။ဒါပြင်မြန်မာပြည်သူတွေကသူတို့ရဲ့အစိုးရကိုလော်လတ်စွာမျှတားစွာတင်မြှောက်ခွင့်ကနေပိတ်ပင်ထားတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်မှန်သမျှကိုလည်းစန့်ကျင်ကြဖို့တွန်းအမေရိကန်အမတ်တွေကတိုက်တွန်းကြတာဖြစ်ပါလိမ့်။လက်ရှိမြန်မာပြည်သူတွေဟာစစ်တပ်ရဲ့တပ်ဖြတ်မှု ဖမ်းဆီးမှုမြန်မာနိုင်ငံမှုတွေကိုရဲရဲရင်ရင်အန်တူရင်အာနာရှင်တွေရဲ့စုံမိုးမှုစတက်ရဲ့လုံဆောင်ထိန်ချုပ်မှုတွေကိုစန့်ကျင်ဖိဆန်နေကြောင်းစတက်ဟာ2023ခုနှစ်မှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အပါအဝင်နိုင်ငံရေးပါတီတွေကိုဖျက်သိမ်းခဲ့ပြီးတော့ဖိနှိပ်မှုတွေကိုလည်းဆက်လက်အရှိန်မြှင့်ကျူးလွန်နေကြကြောင်း2020ရွေးကောက်ပွဲမှာလူထုစာနာနဲ့အညီအနိုင်ရခဲ့တဲ့လော့တော်အမတ်တွေအများပြားဟာဘီပားကိုထွက်ပြေးဒိန်းဆောင်နေကြကြောင်းဒီချက်လက်တွေကိုကြီးုံနေတယ်ရွေးကောက်ပွဲဟာလောလတ်မှုနဲ့ တရားနာထမှုခင်မဲ့တယ်ဆိုတာမြင်သာစေတယ်လို့အမေရိကန်မှတ်တွေကပြောပါတယ်။ဒါပြင်အဖက်ဖက်ကအခြေအနေတွေကိုလေးလာသုံးသပ်ကြည့်တဲ့အခါအမေရိကန်အစိုးရမြန်မာစစ်တပ်ကြီးမှုမဲ့ရွေးကောက်ပွဲကိုခြွင်ချမ်းမရှိခံခွက်တင်တယ်လို့လည်းအမေရိကန်လွှတ်တော်နှစ်ရက်ရဲ့ဗမလိုက်အမတ်တွေကတိုက်တွန်းထားခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့မြန်မာနိုင်ငံသားတွေအတွက်ယာယီကားခွဲပေးရေးအခြေအနေ TPS နဲ့အမေရိကန်မှာနေထိုင်ခွင့်ပေးထားမှုကိုရုတ်သိမ်းမယ်ဆိုတဲ့အကြောင်းပြည်တွင်းလုံခြုံရေးဝန်ကြီးခရစ်စတီနိုဝန်က ယခုသတင်းပတ်အစောပိုင်းမှာကြေညာခဲ့ရမှာမြန်မာနိုင်ငံရဲ့အခြေအနေတွေပုံမိုတိုးတက်လာပြီမို့လို့ DPS ကစပီးမလို့အတော့ဘူးလို့ထပ်သွင်းပေါ်ပြထားပါတယ်။နိုဝင်ရဲ့ကြေညာချက်ထဲမှာတော့ဒီဇင်ဘာလကျရင်မြန်မာနိုင်ငံမှာလောလတ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲချင်းပမှာဖြစ်တယ်လို့အောင်မြင်တဲ့အပြစ်ခတ်ရဲစဲရေးညှိနှိုင်းသဘောတူညီမှုတွေကိုလည်းမြင်လာရတာကြောင့်မြန်မာနိုင်ငံသားတွေနေရက်ကိုဘေကင်းကင်းနဲ့ပြန်နိုင်ပြီလို့ယူဆကြောင်းပါရှိခဲ့ပါတယ်။အဲဒီလို TPS ကိုရုပ်သိမ်းဖို့အတွက် ယခုလိုလက်တွေးမကျတဲ့အကြောင်းပြချက်မျိုးပေးခဲ့တဲ့အတွက်လူခွင့်ရေးအင်အားစုတွေကလည်းအမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးပေါ်ဝေဖန်နေကြပါတယ်။အချမ်းဘတ်စတက်ကကြီးမှုမယ်မြမရွေးကောက်ပွဲဟာလောလတ်ပြီးတရားမျှတတယ်လို့အမှန်တကယ်ယူဆရင်တော့နိုဝန်ဟာအကြီးအကျယ်စိတ်ကစင်ကလေးအားမှုထင်းရောင်ထင်မားမှုတွေဖြစ်နေတာပဲလို့အာရှလူခွင့်ရေးနယ်လို့သမားကြီးတက်ကြွလှူရှားရေးအဖွဲ့ဒါရိုက်တာကပြောပါတယ်။နိုဝန်ကတော့သူဟာအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနနဲ့ပါညှိနှိုင်းတိုက်မြင်ပြီးမှ မြန်မာနိုင်ငံမှာအခြေအနေတွေတိုးတက်လာပြီးနိုင်ငံသားတွေနေရပြန်နိုင်ပြီဆိုတဲ့ဇုံပြန့်ချက်ကိုချခဲ့တာလို့ကာကွယ်ပြောဆိုထားပါတယ်။ဒါပေမဲ့သူ့ရဲ့စကားကအမိအမောက်မတည့်မှုဖြစ်နိုင်ငံရေးဝန်ကြီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားချက်မှာတော့မြန်မာနိုင်ငံထဲမှာတပ်ဖြတ်မှုတွေဖျောက်ဖျက်မှုတွေဖမ်းဆီးမှုညှဉ်းပန်းနှိပ်စက်မှုလူမဆန်တဲ့ရစက်မှုသောဝါတဲ့တန်ခတ်မှုစတာတွေဆက်လက်ဖြစ်ပေါ်နေတယ်လို့ခိုင်လုံတဲ့တပ်တွေထောက်ထားတွေတွေ့ရှိရပြီးတော့အမေရိကန်နိုင်ငံသားတွေမတော်ရောက်တဲ့မူလို့လည်းသတိပေးထားပါတယ်။ ဆက်လက်ပြီးတမန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့အင်းစိမ့်ထောက်မှာပြန်လဲလုံမြောက်လာတဲ့မတရားဖန်ဆီးခံရသူများဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။အချမ်းဘက်စကော့မရှင်ကယမန်နေ့မှာရာဇတ်ကြီးပုံမှ905ကကြီးနဲ့ဗြိတန်ချခန့်နေရတဲ့အဂျင်ဒါစစုပေါင်း385ဦးကိုလုံငိန်ခွန်းနဲ့ဗြိတန်ရှော့ပေါ်မှုတွေပေးခဲ့တယ်လို့တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။အရိထဲက924ဦးကိုခံဝင်နဲ့လှုပ်ပေးခဲ့ပြီးကြံရှိတဲ့2361ဦးကိုတော့ဗြိတန်များရှော့ပေါ်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပြင်၎င်းတို့ရဲ့ပုံမှန်နဲ့တရားစွဲခံထားရကထွားပြေးတင်းရှောင်နေတဲ့တွာရာဇဝဲကျင့်ထုံပုံမှန်932နဲ့ပါအမှုပွင့်ခံရထားသူ9580ဦးရဲ့အမှုများကိုလည်းတဘာတဲ့ပိတ်သိမ်းလိုက်တယ်လို့စခေါမရှင်ရဲ့ကြေညာချက်မှာဖော်ပြပါတယ်။ရခိုကဲတို့တော့လွန်ငင်းချမ်းသာဝင်ကြောင့်ဖန်စီထိန်ထိန်ခံခဲ့ရသူများတဲ့မှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပါတီရဲ့ဗဟိုပြန်ချာရေးဌာနမှာထင်ရှားသူဖြစ်တဲ့ဦးကြည်တိုးနဲ့တူတက္ကသကျောင်းသားခေါင်းဆောင်တအူးဖြစ်တဲ့ကိုဖိုးသားတို့ဟာ နိုဝင်ဘာ29ရက်နေ့မှာအင်းစိန်ချင်းထောင်းကနေပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။အန်တီနဲ့အတူအလုပ်တွေလုပ်ဖို့အားတင်းထားတယ်လို့ပြန်လည်လွတ်မြောက်လာတဲ့ဦးကြည်တို့ကတည်င်းတော်များကိုအင်းစိန်ထောင်းရှိမှာဖြေချခဲ့ပါတယ်။စကောင်းစီရဲ့မတရားဖန်ဆီးခံရပြီးတဲ့နောက်ယခုလိုလွတ်မြောက်လာခဲ့တဲ့နိုင်ငံရေးကျင်းသားများနဲ့တိုက်ချောက်လှရှားသူများရဲ့ပုံရိပ်တွေဟာကြီးမားတဲ့စိန်ခေါ်မှုတွေကြောင့်မျောလင်းချက်အလင်းရောင်ကိုပြန်လည်မြင်တွေ့ရခြင်းရဲ့တသက်များပင်ဖြစ်ပါတယ်။လွတ်မြောက်လာသူများအားလုံးဘေးကင်းလုံခြုံစွာနဲ့ ၎င်းတို့ရဲ့ check-in သူများထံပြန်လည်ရောက်ရှိကြတဲ့တပုံးမှတ်တမ်းများကိုလည်းဖော်ပြပေးလိုက်ရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ပခောကုလာဘကရုံမှာပြူရွာတွေကမဟုတ်ရင်မပုံးတင်လုံမပေးဘူးဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။မကွေတိုင်းပခောကုမြို့ကစကားဆာရဲ့လူဝဲမှုကြီးကြပ်ရေးဦးစီးဌာနရုံမှာခြေရွာတွေကမပုံးတင်လာလို့တဲ့သူတွေကိုပြူစော်ဒီရွာကမဟုတ်ရင်မလုံပေးဘူးလို့ဒေသခံတွေကပြောပါတယ်။ပခောကုခရိုင်ထဲမှာပါတယ်။ပေါင်းတဲ့မြိုင်မျိုးနယ်ကပြည်သူတွေဟာ ၎င်းတို့ရဲ့မျိုးတွေမှာလာဝကယုံတွေပိတ်ထားတဲ့တော့ပခခုမျိုးကခရိုင်လာဝကယုံမှာမပုံတင်သွားလို့ရကြအောင်ဒါပေမဲ့ပြူစော်ဒီရွာတွေကမဟုတ်ရင်မပုံတင်မလုပ်ပေးတာတွေကြုံနေရတယ်လို့ဒေသခံတွေကပြောပါတယ်ဘယ်ရွာလဲလို့မေးတယ်ပြူရွာတွေကနေမဟုတ်ရင်လုံးဝလုံးမပေးဘူးလို့ပေါင်းမျိုးနဲ့ခြေရွာတွေကမပုံတင်သွားလို့ခဲ့တဲ့လူငယ်တအူးကပြောပါတယ်ဒါပြင်ရေစကြိုးနဲ့ဆိတ်ပြူမျိုးနယ်တွေမှာလည်းယုံဖွင့်ထားပေမဲ့တော်လန်ကြီးအားကောင်းတဲ့ရွာတွေကဆိုရင်လုံးမပေးတော့ မွေတိုင်းတဲ့ချီတောင်းတာတွေဂျုံနေရတယ်လို့လည်းဒေသခံတွေကပြောပါတယ်။လက်ရှိဒေသခံတွေကအလုပ်ကိစ္စအရနေဝေးသွားခြင်းရင်မဖုံးတင် မပါရင်စတက်ခိတ်တွေကချင်းချောင်းဝင်ညစ်တာတွေအလုံရဖို့ခက်ခဲတာတွေဖြစ်လေရှိတဲ့တော့မဖုံးတင်ရအောင်ကြိုးစားနေရတယ်လို့ဒေသခံတွေကပြောပါတယ်။ဟုတ်ကဲ့အာနာဒိန်ကလာအတွက်မှာဝင်ငွေကောင်းနေတဲ့ဌာနတွေတဲ့လာဝကရုံးတွေလည်းပါဝင်နေပြီးတော့မဖုံးတင်ရဖို့ငွေသိန်းချီတောင်းယူနေတယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုလို့ဆုံးတင်နားဆင်ကြတဲ့သတင်းပိတ်သမားကိုကျေးဇူးထူးပဲတင်ရှိပါတယ်။ နောက်ထပ်ပြည်တွင်းပြည်ပသတင်းဒေါ်လိုင်းဖက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ